လူငယ်တွေဆိုတဲ့နေရာမှာလူကြီးလူငယ်အားလုံးပေါ့ပြည်သူလူထုရဲ့အသက်သွေးတွေနည်းနိုင်တယ်များနည်းတဲ့နီးနဲ့เนาะကျွန်တော်တို့ဟိုဒီအကျိုးရလက်ကိုရအောင်ရှာဖွေသွားမယ်အဲ့ဒီအတွက်လိုအပ်လို့ရင်းရမယ်ဆိုရင်လည်းအဲ့ဒီအသက်တွေဘဝတွေကကျွန်တော်နဲ့တူကျွန်တော်တို့ရဲ့ဒီအနာရေးကဗမာမျိုးသားဒေါ်လာရေးတက်မတော်ကဒေါ်လာရေးရဲဘော်တွေနောက်ပြည်သူလူထုပေါ်စားကျွန်တော်တို့ရဲ့ဘဝတွေကျွန်တော်တို့ရဲ့အသက်တွေသွေးတွေကိုကျွန်တော်တို့ခင်းပေးသွား offline plan မျိုးသိဆက်စင်ရေးမှာလက်နက်မျှဝေပါသလားတဲ့အရှင်လေးရှင်းပြပေးပါတယ်ကျွန်တော်တို့ data လေးအကျွန်တော်တို့လက်လမ်းမီယာပြည်သူလူလူ ဘောကအတက်နိုင်ဆုံးအမြန်ဆုံးလွတ်မြောက်ပြီးတော့နော်အခြေကိုင်းနဲနဲနဲ့ကျွန်တော်တို့အကျိုးပြထုံးမှုရဖို့အကောင်းဆုံးစ조사သွားပါမယ်အကျိုးလည်း조사နေပါတယ်ပေါ့နော်တကယ်လို့ကျွန်တော်တို့ဒီကိစ္စအာအောင်မြင်လာတဲ့အခါကျရင်တော့ကျွန်တော်တို့ဒီလိုလူတွေတွေဒါကိုကောင်းကောင်းမြင်သွေးခွင့်ရမှာဆိုတာလေးလေအဲကျွန်တော်အနေနဲ့နောက်ထပ်စကားချက်အနေနဲ့ပါလို့ပါကျွန်တော်တို့နိုင်ငံရေးမှာစိတ်ပလိကြီးကင်ထားတဲ့နော်ကြောင်သူတော်ကြောင်တခိုးနိုင်ငံရေးသမားတွေနော်နောက်ပြီးတော့အာနာစကြရှာနေကြတဲ့သူတွေအဲ့ဒီလူတွေရဲ့အပြန်အလှန်အပြိုင်မှုကြားထဲမှာ ကျေမွသွားရမယ်ဘဝတွေနဲနိုင်ကြများနဲအောင်နော်ကျွန်တော်တို့စူးစမ်းပြီးတော့အာလူလူရဲ့လူလူရဲ့ဘဝနော်ကျွန်တော်ညာကျွန်တော်ညာမိတလောက်ကျွန်တော်တို့ကိုယ်စွမ်းညာစွမ်းရှိတလောက်နဲ့လမ်းပြပါမယ်လို့မဟုတ်ကျွန်တော်ရအောင်လမ်းဖောက်ပါမယ်လို့ပြည်ပေးပါတယ်မမေနိုင်ငံရေးအတွေ့အမှားတွေရိုက်သွန်းပြီးတော့အစွမ်းရောက်ဝါဒတွေနဲ့နော်တွေးခင်းတဲ့လမ်းကိုမနာမနေရှောက်ဖို့လုံဆောင်နေတာတွေလည်းမြင်ရတယ်ဒါပေမဲ့ဒီကိစ္စကိုဒီလက်နက်ကင်လမ်းစဉ်ကိုကျွန်တော်တို့လည်းရွေးချယ်ခဲ့ကြတာဒါပေမဲ့ နီမာလမ်းမနဲ့နိုင်ငံရေးအမြင်မှန်းနဲ့တော့ကျွန်တော်တို့ကမသွားစေချင်ဘူးအတက်နိုင်ဆုံးတော့နီမာလမ်းမနိုင်ငံရေးအမြင်မှန်မှန်နဲ့ပဲတော့ရှစ်ဆက်သွားစေချင်တယ်အဲအဲ့ဒီအခြေအနေတွေကနေပြီးတော့ဒါအတက်နိုင်ဆုံးလူငယ်တွေကိုလမ်းမှန်ပေါ်ကျွန်တော်တို့ဆွဲနိုင်တဲ့လောက်တော့ဆွဲပေါ်သွားမှာပါ ဆန္ဒပြခဲ့သည့်တိန်နီဇေးတဲ့များကိုကိုကန့်တက် MNDAA ကဖန်းစီချင်းချောက်ခဲကိုကန့်တက် MNDAA ထိန်းချုပ်ထားသည့်တိန်နီမျိုးပေါ်ရှိဇေးတဲ့များကို နေရပြောင်းရွှေ့ခိုင်းမှုဆိုင်ကမ်းဖြိုဖျက်မှုနှင့်ပတ်သက်၍ဆန္ဒပြခဲ့သူများကိုကိုကန့်တက် MNDAA ကခစ်တဖန်းစီပြီးချင်းချောက်ခဲကြောင်းဒေသခံများထံမှသိရသည့်ပြီးခဲ့သည့် ဧပြီလ30ရက်နေ့နနက်ပိုင်းတွင်တိမ်မီမြို့ရက်ွက်တဲဈေးတန်းရရှိပျက်စီးသွားသည့်တိမ်မီမြို့မှဈေးတဲ့မူလဆိုင်ခန်းနေရာတွင်ပြန်လည်ဖွင့်လှစ်ရောင်းချနေသည့်ဈေးတယ်များကိုကိုကန့်တက် MNDAA ကလာရောက်နေထုတ်ခဲ့ပြီးဈေးတယ်များနှင့်ကိုကန့်တက် NNDAA ကြားယုံရင်ဆန်ခတ်ဖြစ်ပွားခဲ့ကြောင်းဈေးတဲ့တူဦးကပြောသည်ထို့နောက်ဈေးတဲ့မျိုးသမီး၃ဦးကိုရဲစခန်းဘက်သို့ဖမ်းဆီးခေါ်ဆောင်သွားပြီးရင်းတို့နောက်လိုက်ပါလာသည့်ဈေးတဲ့များကိုလည်းချင်းချောက်ခဲ့ကြောင်းတိန်နီမျိုးဈေးတဲ့တူဦးကချမ်းတန်တော်စင်ကိုပြောသည်ဈေးတဲ့ကိုစားတောင်းဆိုဖို့သွားတဲ့အမျိုးသမီး၃ဦးကိုကိုကန့်တက်ကဖမ်းပြီးချက်ချင်းဖုံသိမ်းထားလိုက်တာ အပြင်ကလူတွေကိုလည်းပေးမဆက်သွယ်ဘူးအဲ့လိုနဲ့ဈေးတဲ့တချို့တွေလိုက်သွားရှာတာရဲစခန်းကိုရောက်တော့ပေးမဝင်ဘူး နောက်တစ်ခါမင်းတို့မျက်နှာမြင်ချင်းဘူးမြင်ရင်လက်ထိတ်ခတ်မယ်လို့ချင်းချောက်ခဲ့တာဟုဈေးတဲ့တူကပြောသည်ထို့သောဖန်းစည်းသွားပြီးနောက်ဈေးတဲ့မျိုးသမီး၃ဦးကိုညနေပိုင်းတွင်ကိုကန့်တက် MNDAA ကပြန်လွတ်လာပေးခဲ့ပြီးနောက်ထပ်ဈေးတဲ့မျိုးသမီး၂ဦးကိုထပ်မံဖန်းစည်းသွားခဲ့ကြောင်းမင်းကဆိုသည်ဖန်းစည်းခံထားရသည့်ဈေးတဲ့မျိုးသမီး၏အခြေအနေနှင့်ပတ်သက်၍ပြန်လွတ်လာပေးခြင်းရှိမရှိ မသိရှိရသေးကြောင်းဒေသခံတအူးကပြောသည် လက်ရှိအချိန်ထိတိန်နီမြို့မှာဈေးရဲရှိဆိုင်ငန်းများကိုကိုကန့်တက် MNDAA ကအလုတ်သမားများခေါ်ယူပြီးဖြိုဖျက်ခိုင်းနေကြောင်းသိရသည်။ဧပြီလကုန်ပိုင်းမှစ၍တိန်နီမြို့တွင်ရှိလမ်းဘေးတစ်လျှောက်နှင့်မြို့မှာဈေးရဲဈေးရောင်းချနေသောဈေးတယ်များကိုကိုကန့်တက် MNDAA မှဖွင့်လှစ်သည့်ပန်လောဈေးတဲ၌ပြောင်းရွှေ့ရောင်းချသွားရန်အကြောင်းထားခြင်းဖြစ်သည်။သို့သောထိုဈေးတဲတွင်ဈေးဆိုင်ဖွင့်လှစ်ရောင်းချပါကကိုကန့်တက် MNDAA ကိုအခေါ်အဆမတန်ဆောင်ရမည်ဖြစ်သဖြင့်ဈေးတယ်များသည်မြို့မှဈေးတဲ့ရှိမူလဆိုင်ကန်းနေရာတွင်ပြန်လည်ဖွင့်လှစ်ရောင်းချခဲ့ကြောင်းသိရသည်ထို့သောမူလဆိုင်ကန်းနေရာတွင် ပြန်လည်ဖွင့်လှစ်ရောင်းချနေသည့်ဈေးတယ်များကိုကိုကန့်တက် MNDAA ကဧပြီလ15ရက်တွင်ထပ်မံနှင့်ထုတ်ခဲ့ကြောင်းသိရသည် ပြီးခဲ့သည့်2024ခုနှစ်ဇူလိုင်16ရက်တွင်စစ်ကောင်စီ၏လေကြောင်းမှဘုံကျဲတိုက်ခိုက်မှုကြောင့်ပျက်စီးသွားသည့်တိန်နီမျိုးရှိမြို့မဆေးကိုလက်ရှိတွင်ကိုကန့်တက် MNDAA ကဖြိုဖျက်ပြီးကာစီနိုတို့မဟုတ်ဈေးဝယ်စင်တာဆောက်လုပ်မည်ဟုဒေတာခံများကပြောသည်အဲဒါကြောင့်အဲ့ဒီတကယ်လိုအပ်တဲ့ပမာဏတွေကမှအ ਨੇ ဆုံးအ ਨੇ ဆုံးပမာဏလေးကိုကျွန်တော်တို့သတ်မှတ်ပြီးတော့ဒီအရလောက်တာဖြစ်တဲ့အဲမှာကိုမိုးကြီးပြောသလိုပါပဲကျွန်တော်တို့ဟို ဲ့လိုပြောမလဲမပြောရဘူးเนาะအဖြစ်ဖြစ်အောင်ပါပေးပါဆိုတဲ့စကားမျိုးတော့မပြောရဘူးအဲကျွန်တော်တို့မြေတားရခံတိုက်တော့တဲ့အနေထားတော့မရှိပါဘူးအဲ့ဒီမှာနောက်တစ်ယောက်ပါနော်လူကြားကောင်းတရားနာလောက်ကြတဲ့လူတွေစင်ပေါ်ရောက်တဲ့ကာလဓမ္မအကြောင်းကိုအာရမပါဇက်နဲ့ပြောကြတဲ့ကာလကုလူရဲ့သွေးတွေစွန့်နေတဲ့လက်နဲ့စိတ်ပရိကင်ထားသူတွေကိုသူတော်ကောင်းလို့ပို့ပွင့်နေတဲ့ကာလကုလူငယ်လေးတွေအလောင်းကိုပလင်လောက်ထိုင်သူတွေလူရဝင်နေတဲ့ကာလကိုပြည်သူတွေဂုံတွင်းနှလုံးတွေးကိုကိုစောခင်းတယ်လို့လမ်းခင်းရှောင်နေသူတွေခေါင်းဆောင်ထင်းနေတဲ့ကာလ ဲ့ဒီအမောင်ခကြီးမှာကြော်ဖြတ်ဖို့လမ်းပြမိရင်တင်လာရင်ဖြစ်ပါသေးဘုံတကားရှင်တယ်မျောလင်းယုံကြည်အဆုံးထိဝင်ရမှာမယ်လေမမေနင်းပြောထားတဲ့စကားတွေကျွန်တော်သဘောကျတယ်ဒီစကားတွေကိုဒီလိုချိန်မှာပြောရင်တချို့တွေကတော့ဒါတော်တော်လေးကိုဆက်ဆက်ခါကြောင်းတကယ်လည်းမှန်တယ်ကျွန်တော်တို့ကနိုင်ငံရေးမှာနော်ဟိုပြည်သူလူထုအတွက်လို့ဗဇက်ကပြောပြီးတော့ပြည်သူလူထုအသက်ကိုပြည်သူလူထုရဲ့သွေးတွေကိုနော်ပြည်သူလူထုရဲ့ဘဝတွေကိုနင်းပြီးတော့ကိုယ့်ရဲ့အာဏာစကြက်တွေကိုယ့်ရဲ့ဒီနိုင်ငံရေးဈေးကွက်တွေကိုတိစောက်နေကြတဲ့လူတွေဒီမှာတွေ့လာခဲ့ရတယ် အဲ့ဒီအဟောထိတ်လန့်နေဆိုတာကအဲ့ဒီအချက်တွေအများကြီးပါအဲ့တော့ကျွန်တော်တို့ကနော်ဟိုဒီလူတွေဒီလူတွေကနည်းနည်းနော်နော်လည်းမဟုတ်ဘူးဒီနိုင်ငံရေးခီးလမ်းမှာကျွန်တော်တို့တွေ့ခဲ့ရတာဆိုရင်အများကြီးအဲ့တော့ခုနကပြောတယ်မမေနေပြောသလိုပဲနော်ဘာပဲဖြစ်ဖြစ်ဒီခင်းလိုက်ရတဲ့လူငယ်လေးတွေခင်းလိုက်ရတဲ့ပြည်သူလူထုရဲ့ဒီသွေးတွေအသက်တွေဘဝတွေနဲ့တန်အောင်နော်ကျွန်တော်တို့အတက်နိုင်သောအတက်နိုင်သောဒေတာတစ်ခုအတွက်တော့မဟုတ်ကျွန်တော်တို့လက်လန်းမီယာလူထုအတွက်ဒိဋ္ဌာသမအကျိုးဖြစ်ထွန်းမဲ့ပုံစံကိုကျွန်တော်မရရအောင်ဆွဲခေါ်ပြီးတော့ တည်ဆောက်ဖို့ပြင်ဆင်ထားတာတွေရှိပါကျွန်တော်တို့အတက်နိုင်ဆုံးစူးစမ်းပေးမယ်ဟိုကျွန်တော်တို့ဟိုနင်းခဲ့တဲ့ဘဝကျွန်တော်တို့ခင်းခဲ့တဲ့သွေးတွေနောက်ကျွန်တော်တို့နင်းခဲ့တဲ့အသက်တွေမဟုတ်ဒီတိုင်းဘယ်သူကနင်းနေဘယ်သူကခင်းခင်အဲ့ဒီလူတွေအတွက်ကျွန်တော်တို့တက်နိုင်တယ်လို့ကျွန်တော်တို့လက်လန်းမိရနော်အဲ့ဒီဘဝတွေကိုပြန်လဲပြီးတော့တာယာသေးဖို့ကျွန်တော်တို့အကောင်းဆုံးစူးစမ်းမယ်လို့ခရီးပေးတယ်မမင်းနေအခြေအနေကကျွန်တော်တို့ကတနိုင်ငံလုံးသာစိတ်ကူးရင်လို့တော့ဟိုအာမတန်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့လက်လန်းမိရနော်အော်ကျွန်တော်တို့ဆက်ဆက်ရဒေတာလူလူရဲ့အကျိုးစီးပွားအတွက် ဒါကျွန်တော်တို့အတက်နိုင်ဆုံးဒါပြောင်းလဲစူးစမ်းပါမယ်။မမေနေပြောသလိုပေါ့နော်။ကျွန်တော်တို့နိုင်ငံရေးမှာစိတ်ပတိကြီးကင်ထားတဲ့နော်။ကြောင်းသူတော်ကျော်တခုနိုင်ငံရေးသမားတွေနော်။နောက်ပြီးတော့အာနာစကြက်ရှာနေကြတဲ့သူတွေအဲ့ဒီလူတွေရဲ့အပြန်လန်အပြန်မှုကြားထဲမှာကြေမွသွားရမယ်ဘဝတွေနဲနိုင်နေမြနဲအောင်နော်။ကျွန်တော်တို့စူးစမ်းပြီးတော့အာလူတို့ရဲ့လူတို့ရဲ့ဘဝနော်ကျွန်တော်ညာကျွန်တော်ညာမိသလောက်ကျွန်တော်ကိုယ်စွမ်းညာစွမ်းရှိသလောက်နဲ့ လမ်းပြပါမယ်တော့မဟုတ်ကျွန်တော်ရအောင်လမ်းဖောက်ပါမယ်လို့ပြေးပေးပါတယ်မမေအားလုံးမိကောညာတော်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 လေးကျမ်းတဲ့မိကောသာရလေးစားလေးပါပုံငကားရေးတဲ့နမခဘယ်တော့တိုက်ပါလဲသိချင်လို့ခင်ဗျာကိုကကိုတော့လောင်ကြီးရမယ်သဘောဖြစ်နေပြီအဒီမိကောကတော့ဒီမိကောကတော့ဖုန်းနံပါတ်ထည့်ပေးပြီးတော့မေးရင်ပို့ပေါင်းမယ်တင်နေပြဖုန်းနဲ့ပြင်ပါနော်ဒီလိုမေးဖို့မျိုးဆိုတာ public မှာပြလို့လဲကောင်းတဲ့အားမဟုတ်ပါဘူးအဲ့တော့ကိုကမောင်တော်ကြီးအဲ့ဒါလေးနားလည်ပြီးပါနော် ောက်တစ်ခုကအညာသူကမေးတာလေမင်္ဂလာပါဘုန်းကားရေးတဲ့လက်ရှိမှာစကားသဘက်ကနေပြီးတော့ဒီ NUG နဲ့ PDF တွေကိုငင်းချမ်းရေးစပွဲဝိုင်းပေါ်လာဖို့ဖိတ်ခေါ်မယ်ဆိုတာကြားသိရတယ်။ PNI ကိုဖိတ်ခေါ်လာမယ်ဆိုရင်ဘုန်းကားအနေနဲ့ဆွေးနွေးဖို့ရှိပါသလား။နောက်ပြီးတော့ပြည်သူတွေကလက်ခံနိုင်ပါမလား။ကျွန်တော်တို့ပမာမျိုးသားဒေါ်လာရေးတက်မတော်ကအများအားပြောလို့ရှိပါတယ်။ကျွန်တော်တို့ဒီဒေါ်လာရေးကိုလောက်ရချင်းကပြည်သူလူထုရဲ့အချိုးစည်းပွားကိုရည်ရွယ်တယ်။ပြည်သူလူထုရဲ့ဆန္ဒပြည်သူလူထုရဲ့ဘဝတွေကိုဥထိတ်ထားတယ်။နောက်အဲ့ဒီတော့ ီကိစ္စတွေကိုလက်ခံခြင်းမခံခြင်းကပြည်သူလူထုနဲ့လာဆိုင်ပါတယ်ပြည်သူလူထုအကျိုးစီးပွားအလုံလောက်တဲ့အနေထားလက်ခံနိုင်တဲ့အနေထားမလို့လူထုကလက်ခံတဲ့အနေထားမျိုးဆိုရင်ကျွန်တော်တို့ကလူထုဆန္ဒကိုဦးထိပ်ထားပြီးဖြစ်တဲ့အတွက်ဒီကိစ္စတွေကကျွန်တော်တို့တည်တံ့ဖြစ်စရာတော့မလိုပါဘူးနော်လူထုကလက်ခံရင်ကျွန်တော်တို့လက်ခံနိုင်တယ်လူထုလက်ခံနိုင်လောက်တဲ့အခြေအနေရှိရင်ကျွန်တော်တို့လက်ခံနိုင်တယ်လူထုလက်ခံနိုင်လောက်တဲ့အခြေအနေမရှိရင်ကျွန်တော်တို့ဘီအန်အာရဲ့အနေနဲ့လက်မခံနိုင်ပါဘူးရှင်းရှင်းလေးပါနော်အဲ့တော့ဟို ဒီမိကွန်းအတွက်လည်းကျွန်တော်ခုမှမပါဘူးဘယင်းတော့ကလည်းဖြစ်ဘူးပါကျွန်တော်တို့ကတော့လူလူရဲ့အကျိုးစီးပွားကိုဥဒိတ်ထားတယ်အဲလူလူရဲ့ဒိတာသမနော်ဒိတာထင်ရှားတဲ့ဟောရလက်ကောင်းနေနဲ့လူလူကလက်ခံနိုင်တဲ့အခြေအနေမျိုးဆိုရင်ကျွန်တော်တို့ကအဲ့ဒီမှာဟောပါပြီးသားပါပဲလူလူကလက်မခံနိုင်တဲ့အနေအထားမျိုးလူလူရဲ့အကျိုးစီးပွားအတွက်ဖြစ်မလာတဲ့အနေအထားမျိုးဆိုရင်တော့ကျွန်တော်တို့ BNI ရဲ့အတွက်နဲ့ BNI ကဒီကိစ္စလေးကိုခေါင်းငိမ့်မှာမဟုတ်ပါဘူး အဲ့မှာလက်နက်နည်းနည်းရှိတဲ့အဖွဲ့တွေကိုလည်းမာမိတ်ဖွဲ့လာတယ်ဆာပေါ်ပေးလာဆိုပြီးတော့မေးထားတာရှိတယ်။ဟုတ်ကဲ့ကျွန်တော်တို့နဲ့ဆက်ဆံမှုတဲ့အဖွဲ့တွေဒီမှာပူးပေါင်းလာတဲ့အဖွဲ့တွေတိပါတယ်။လက်နက်နည်းနည်းပဲရှိရှိတလက်မှမရှိရှိကျွန်တော်တို့နဲ့အတူတူတိုက်ပွဲဝင်ဖို့လာတဲ့သူတွေဆိုရင်ကျွန်တော်တို့ကဒါအားလုံးကိုတလေးတစားနဲ့ကျွန်တော်တို့လက်တွဲခေါ်ပါတယ်။အဲကျွန်တော်တို့အဲ့ဒီလိုမျိုးပေါ့နော်။ကျွန်တော်တို့ရှိတဲ့လက်နက်တွေကိုနော်ရှိသလောက်လေးမျှဝေသုံးစွဲလို့တချို့တွေအခွန်ရေးရှာပြီးတော့နော်ဟိုဘယ်လိုပြောမလဲ။အဲ့ဒီလိုမျိုးလက်တွဲခေါ်ရင်ဟိုအခွန်ကောင်းယူပြီးတော့ အဲကျွန်တော်တို့ PNI ကိုဒုက္ခပေးသွားတာတွေတော့မှကျွန်တော်တို့ကြုံခဲ့ရပါတယ်။နော်နည်းနည်းများများကျွန်တော်တို့ကတံပိုးထားပါတယ်။ဒေါ်လာရေးလှုပ်ရှင်တဲ့အဖွဲ့တွေနော်ကိုယ့်ထက်သာတဲ့အဖွဲ့တွေအနေနဲ့ကိုယ့်ကိုလက်တွဲတာမတွဲတာထက်ကိုယ့်ထက်နိုင်တဲ့အဖွဲ့တွေကိုယ်နဲ့လက်တွဲပြီးတော့တိုက်ပွဲဝင်ဖို့ကိုယ့်ရဲ့အကူအညီလိုအပ်တယ်၊ကိုယ့်ရဲ့ဥဆောင်မှုလိုအပ်တယ်ဆိုပြီးတော့လက်ကမ်းလာတဲ့အနေအထားတွေမှာကျွန်တော်တို့ပဲအဖွဲ့မှမငင်ဘူးပါ။ခုနကပြောသလိုပေါ့နော်။တပ်ပုံမကြဘူးဆိုတဲ့အခြေအနေမျိုးတွေနောက်ပြီးတော့ဟိုကျွန်တော်တို့ကိုယ့်အဖွဲ့ကြီးပေါ်မှာကိုယ်မန်တက်ပြီးတော့ ဒီအဖွဲ့ငယ်တွေအပေါ်မှာမလေးမစားလုပ်တဲ့အနေအထားမျိုးတွေကျွန်တော်တို့လုံးဝမရှိပါဘူးအားလုံးကိုလက်ကမ်းကြိုးစားပါတယ်ဒါကျွန်တော်တို့နဲ့ပူးပေါင်းဖို့တဲ့အဖွဲ့တွေလည်းသိပါဘာဖြစ်လို့လဲဆိုတော့ဒီမှာပြည်စုံမှုတွေကအညာမှာနော်အညာမှာဒီပြည်စုံလူတွေနဲ့ဒုက္ခခံအတူတူခံပြီးတော့တိုက်ပွဲဝင်နေကြတဲ့ကျွန်တော်တို့ရဲ့အညာသားတွေဟုတ်ဘယ်လောက်ဒီခက်ခဲတယ်ဘယ်လောက်ဒီအားနေတယ်ဆိုတာနော်ဘယ်လောက်ဒီအခြေအနေအဲအကြောင်းတရားနော်ရှာရှာပါပါကြားမှာရက်တည်ကြလဲဆိုတာတွေကျွန်တော်တို့နားလည်ပါတယ်အဲဒါကြောင့်ဟုတ်အဖွဲ့ငယ်တွေအပေါ်မှာလည်းကျွန်တော်တို့ဒလေးတစားခေါ်ယူလက်တွဲပါတယ်โอเค သမိုင်းတရားခံကနေလွတ်မြောက်အောင်ဓာတ်တို့ခွင့်ရေးအတွက်နိုင်အောင်တိုက်ပြပါတယ်။သမိုင်းတရားခံဆိုတာကဟိုဗမာလူမျိုးကြီးဝါဒကိုများရည်ရွယ်ပြောသလားမသိဘူး။ဒီကိစ္စတွေကျွန်တော်တို့ဟိုလေးလေးနက်နက်စဉ်းစားပါတယ်။နော်။အဲကျွန်တော်တို့ဟိုကိုလူမျိုးကိုလူမျိုးပေါ့ဟိုပြန်ပြီးတော့နင်းတဲ့ပုံစံမျိုးတွေလည်းကျွန်တော်တို့မပြောချင်တော့ဘူး။ဘာပဲဖြစ်ဖြစ်ပေါ့နော်။သမိုင်းတရားခံဆိုတဲ့ကိစ္စတွေကတော့နော်ကျွန်တော်တို့ခင်မှာမဖြစ်အောင်ကျွန်တော်တို့အတက်နိုင်ဆုံးစူးစမ်းပြီးတော့အားလုံးအားလုံးရဲ့အခွင့်အရေးကိုကျွန်တော်တို့လေးစားမှုနဲ့ကျွန်တော်တို့စူးစမ်းအားထုတ်သွားမယ်။ဒါပေမဲ့လို့ ဟိုပြောခဲ့သလိုပေါ့နော်ဟိုကျန်တဲ့တိုင်းရင်းသားတွေကသူ့ဒေတာသူ့ခွင့်ရေးအတွက်သူတို့အေးအေးဆေးဆေးသူတို့ဖန်တီးယူနိုင်နေပြီဖြစ်တဲ့အတွက်ကျွန်တော်တို့အားဒီကိစ္စတွေတိတ်ပြီးတော့ကောင်းတဲ့ဟိုတက်စရာကမလိုတော့ဘူးအဲကျွန်တော်တို့ဒေတာကျွန်တော်တို့လူတို့နော်အဲဒီလူတွေရဲ့အခွင့်အရေးတော့ပဲကျွန်တော်တို့ပို့သွေးရလိမ့်မယ်ထင်တယ်နော်တိုက်ပေးပါဆိုတဲ့ကိစ္စမှာတော့ခြေရေးနိုင်ငံရေးအဲကျွန်တော်တို့တွေးတဲ့လောက်ကျွန်တော်တို့ညံမင်းတဲ့လောက်ကျွန်တော်တို့အားထိုင်အားထုတ်နိုင်တဲ့လောက်နဲ့ကျွန်တော်တို့စူးစမ်းပြီးတိုက်ပွဲဝင်သွားမှာပါ ကျန်တဲ့နောက်မှာတော့ဒီလိုပါပဲဟိုဆူတောင်းစကားတွေအားပေးစကားတွေလောက်နေပဲပြီးနေစင်တယ်ဒီမှာမေးခွန်းရလို့တော့အော်ဒီမှာပုံကားအပါဝင်ပုံကားပို့ဆောင်တဲ့ BNI ရဲ့ပုံများအားလုံးနဲ့ထောက်ပို့များဝိုင်းဝန်းကူညီထောက်ပံ့လှူဒါန်းပေးကြတဲ့သူများအားလုံးကိုရောစိတ်ပါကြမှာချမ်းသာပြီးမိမိတို့အလိုချင်ဆုံးဖြစ်တဲ့ຫນွေဥဒေါ်လာရေးကြီးအများဆုံးအောင်မြင်ပါစေဆိုတဲ့ဆန္ဒများအများဆုံးပြကြပါစေလို့ဆုတောင်းပေးပါတယ်ပုံကားလည်းမိမိနယ်ကိုအမြန်လွတ်မြောက်အောင် စ조사ရင်းနဲ့တနိုင်ငံလုံးတို့မြောက်ချိတ်ဆက်စည်းအောင်ဆန်းဆောင်နိုင်အောင်조사ပြပါလို့တောင်းဆိုခြင်းပါဟုတ်ကဲ့ဒီထဲမှာမိမိနယ်ကိုအမြန်လွတ်မြောက်အောင်조사ရင်းဆိုတဲ့ဇာတ်ကားလေးကိုကျွန်တော်တို့အလေးထားပါเนาะကျွန်တော်တို့ကျွန်တော်တို့လက်ကျွန်တော်တို့အင်အားနဲ့လည်းကျွန်တော်တို့ဉာဏ်မြေအတွက်လောက်ပဲကျွန်တော်တို့အခုချိန်မှာတော့ပို့조사ရမှာထင်တယ်ဘာပဲဖြစ်ဖြစ်ကိုအနေနဲ့ကိုလက်လန်းမိသလားကိုချိတ်ဆက်မိသလားအိုင်းနာညီကိုတွေပဲလဲအဲတက်နိုင်တယ်မြတ်ကိုကြီးတိုက်ပွဲဝင်နေတာလေးလည်းရှိခဲ့ပြီးပြီပေါ့เนาะအဲဒီနေရာမှာတော့ကျွန်တော်ရဲ့မိတ်ဆွေပြောသလိုကျွန်တော်ရဲ့ order ပြောသလိုပေါ့နော်ကျွန်တော်တို့နယ်မြေလေးကိုအများဆုံးလွတ်မြောက်အောင်အများဆုံးငြိမ်းချမ်းအောင်အများဆုံးပုံပြိုးတိုးတက်နိုင်အောင်ကျွန်တော်တို့အကောင်းဆုံးကြိုးစားပါမယ်။အညာရဲ့ကွဲနေတဲ့အဖွဲ့တွေကိုပေါင်းစည်းပြီးအနိုင်တိုက်ပေးပါဟုတ်ကဲ့ကွဲနေတဲ့အဖွဲ့တွေကိုကျွန်တော်တို့စုစည်းနိုင်တော့စုစည်းပြီးတော့ကျွန်တော်တို့မြင်တဲ့နိုင်ငံရေးအမြင်အနေနဲ့ကျွန်တော်တို့နဲ့အတူတူငါဒေါ်လာရဲ့ခရီးကိုခြေတက်နိုင်ဖို့ကျွန်တော်တို့အတက်နိုင်တော့စူးစမ်းဆူစည်းသွားပါမယ်။ င်္ဂလာပါကိုကြီးတဲ့ရှိကရန်သူတက်ထားတဲ့နောက်နောက်ကျောကဓာပိုးတတ်တဲ့ဓာလူရင်းတွေကထိုးတဲ့ဓာတွေကပူအန်ရများတဲ့အခုဒါကြောင့်ပိုပြူးဆိုင်ပြပါတိုင်းဒီမှာပြည်သူကိုရှေ့ရှုတဲ့သူကိုကိုချိုးကြည့်သူတွေကမနှစ်မြို့ဘူးဘဝရကိုဥတီပီလူပုဂ္ဂိုလ်မခင်တဲ့အခါပုဂ္ဂိုလ်မင်းသူတွေကလည်းရှုစိတ်မဲ့မတင်ဘူးခုထိတော့တကယ်မှန်ကျင်တဲ့အုပ်စုကနဲ့နေတော့မယ်ဒါကြောင့်လည်းမကြတဲ့နာကြမနာတဲ့ပဲပေါ်နာရတာလည်းရှိတယ်ကျွန်တော်တို့အကုန်နဲ့အတူရှိတဲ့လူငယ်တွေ ကိုနဲ့အတူရှိတဲ့လူငယ်တွေအထိရှိရှိတယ်ဒါကြောင့်ငကားပေါက်စားလေးတွေအတွက်ငကားကြီးကမမမမရှိနေရလိမ့်မယ်အရာအလုံးဝတန်ကိုကြမ်းကြမ်းခံရတာမလွယ်မှန်းတော့သိပါတယ်ကျွန်တော်ရဲ့ဟိုကိုစားပတ်မိသားစုဝင်ကင်မရာကနေပြီးတော့ရေးထားတဲ့စာလေးပေါ့ဟုတ်ပါတယ်ကျွန်တော်မှရှေ့ကဓာတ်တွေရောနောက်ကဓာတ်တွေရောအထက်တဲ့ထိဝင်ထိုးသွားတဲ့ဓာတ်တွေရောအဲ့ဒီဟာတွေလည်းအများကြီးခံခဲ့ရဖို့ပါတယ်ဟုတ်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကဒီနိုင်ပြည်နယ်လူထုကိုရှင်းရှုပြီးတော့အတတ်နိုင်ဆုံးစူးစမ်းနေမှာပါ တကယ်တော့လည်းအဲ့ဒီကိုချိုးကြည့်တဲ့သူတွေပေါ့နော်ကျွန်တော်တို့မှဟိုနိုင်ငံရေးမှာကိုချိုးပဲကြည့်ကြည့်ပြည်သူအချိုးပဲကြည့်ကြည့်အုပ်စုဖွဲ့နိုင်တယ်ဆိုလို့ရှိရင်အဲ့ဒီအုပ်စုကအာကျွန်တော်တို့နိုင်ငံရဲ့လက်ရှိအခြေအနေအရပေါ့နော်ကျွန်တော်တို့နိုင်ငံကလူ့အုပ်ဝါဒထွန်းကားနေတယ်လို့ဖြစ်တဲ့အခါကျတော့အဲ့ဒီအုပ်စုဖွဲ့နိုင်တယ်ဆိုလို့ရှိရင်အဲ့ဒီအုပ်စုကလူလူကိုဆွဲဆောင်တဲ့နေရာမှာတော်တော်အကောင်းပေါင်းတဲ့အရေးပါတယ်နော်အဲ့ဒီမှာလဲအဲ့ဒီလိုအဲ့ဒီလိုဆွဲဆောင်နိုင်တဲ့ ဒီလူအုပ်တွေကလူတို့ရဲ့အကျိုးကိုကြည့်တယ်ဆိုရင်တော့ပြဿနာမရှိဘူးပေါ့နော်။ပုံကျိုးကိုကြည့်တယ်ဆိုရင်တော့ပြဿနာရှိ။အဲ့ဒီမှာလဲပုံကျိုးကြည့်တဲ့လူတွေပုံကျိုးကြည့်တဲ့လူတွေကဒီလူတို့ဒီလူတို့ဒီလူတို့ဂျာကဒီလူငယ်တွေကိုနော်နိုင်ငံရေးအတွေ့အမှားတွေကြိုက်သွမ်းပြီးတော့အစွမ်းရောက်ဝါဒတွေနဲ့နော်သွေးခင်းတဲ့လမ်းကိုမနာမနေလျှောက်ဖို့လုံဆောင်နေတာတွေလည်းမြင်ရတယ်။ဒါပေမဲ့ဒီကိစ္စကိုဒီလက်နက်ကင်လမ်းစဉ်ကိုကျွန်တော်တို့လည်းရွေးချယ်ခဲ့ကြတာ။ဒါပေမဲ့ နီမာလမ်းမနဲ့နိုင်ငံရေးအမြင်မှန်းနဲ့တော့ကျွန်တော်တို့ကမသွားစေချင်ဘူးအတက်နိုင်တော့လာနီမာလမ်းမနိုင်ငံရေးအမြင်မှန်မှန်နဲ့ပဲနော်ရှစ်ဆက်သွားစေချင်တယ်အဲအဲ့ဒီအခြေအနေတွေကနေပြီးတော့ဒါအတက်နိုင်တော့လူငယ်တွေကိုလမ်းမှန်ပေါ့ကျွန်တော်တို့ဆွဲနိုင်တော့တော့ဆွဲကုန်သွားမှာပါကိုအဖွဲကရဲဘော်တွေဆိုတာတဲ့ပေါ့နော်ကိုနဲ့ဆက်ဆက်မိရကိုနဲ့ဆက်ဆက်မိရပတ်ဝန်းကျင်နေရဲဘော်တွေအားလုံးကိုကျွန်တော်တို့အတက်နိုင်ဆုံးပုံမြင်တဲ့နိုင်ငံရေးအမြင်နေနဲ့နော်အတက်နိုင်ဆုံးစုစည်းပြီးတော့ ကျန်ကျန်ခံပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်အမရိုင်ဟုတ်ကဲ့ပါဒီမှာတော့ပြောခဲ့သလိုပေါ့နော်ဒီ shut down နဲ့စာရီအပေးဝင်ရတဲ့စာရီကျွန်တော်တို့သတိပေးတဲ့စာရီပဲများပါတယ်မေးခွန်းဆိုလို့ခုနကအဲ၃ခု၃ခုလောက်ပဲကျွန်တော်တွေ့လိုက်ရတယ်ပေါ့နော်ခုနပြောတဲ့ဒီ စစ်တပ်ကအညီချင်းရေးဆွေးနွေးပွဲခေါ်ရင်သွားမှာလားဆိုတာရဲ့နောက်ပြီးတော့အဖွဲ့ငယ်တွေကိုလည်းဟိုလက်နက်မရှိတဲ့အဖွဲ့လေးတွေကိုလည်းပူးပေါင်းဆောင်ရွက်ပေးမလားဆိုတာရဲ့ဒီနာမခကိုဘယ်တော့တိုင်မလဲဆိုတာမိကွန်းရေလိုတိတိကျကျပါတာကတော့ဒီဟာပဲရှိပါတယ်เนาะအဲ့တော့အဲ့ဒီမိကွန်းတွေလည်းကျွန်တော်အနေနဲ့ဒါဖြေနိုင်တဲ့အပိုင်းကိုဖြေပေးပြီးဖြစ်တယ်။ကျန်တဲ့ကျွန်တော်တို့ကိုဝန်ရံအားပေးကြတဲ့ဥစားပတ်တွေเนาะဆူတောင်းစကားတွေနောက်တတိပေးစကားတွေနဲ့ဒီလိုစာဖို့ပေးကြတဲ့ဥစားပတ်တယောက်ချင်းစီတိုင်းကိုလည်းတကယ်ကိုပဲကျေးဇူးတင်ပါတယ်เนาะကျွန်တော်တို့ရဲ့ဒီဥစားပတ်ကနေပြုလုပ်နေတဲ့ project 2025 ဆိုပြီးတော့နော်ဒေါ်လာ5သိန်းတက်ကတ်ထားတဲ့ campaign လေးကလည်းဘာကြောင့်ကျွန်တော်တို့အတွက်အရေးကြီးတယ်ဆိုတာဒါကျွန်တော်အနေချင်းပြောခဲ့ပြီးပါပြီ။နော်ကျွန်တော်တို့ရဲ့ဒီတက်ပုံကြဖို့ရတဲ့ဒီဆောင်နေတဲ့အပိုင်းတွေရဲ့ warrior ရဲ့ဒီဒီရေသွေးပြည့်မီဖို့ရအတွက်အာမောမန်လေ့ကျင့်ပြင်ဆင်နေတဲ့အပိုင်းတွေနောက်ပြီးတော့ဒီကျွန်တော်2025မှာပြောလည်ထားတဲ့ဆစ်စင်ရေးအတွက်လိုအပ်ချက်တွေဖြည့်ဆည်းဖို့ဒီဒေါ်လာ5သိန်း campaign လေးကတော့ကျွန်တော်တို့မြန်မာမျိုးသားဒေါ်လာရေးတက်မလို့အတွက်အသက်တမျှအရေးကြီးပါတယ်။နောက်မျိုးသိန်းဆစ်စင်ရေးတစ်ခုရဲ့ပုံကြရေးကလည်း ဒီရန်စာသုံးစာမကဘူးဆိုတာလေတချို့နေနားလည်နေပါအဲ့ဒီမှာအခွန်ပန်းကတော့တရားစာသနည်းနည်းမှကျွန်တော်တို့ခြေပါချက်မရှိတဲ့ပမာမျိုးသားဒေါ်လာရေးတက်မလို့အနေနဲ့ဒီဒေတာကလေးကိုတော့အာနာနာနဲ့ဒါလူလူစီတောင်းခံရခြင်းဖြစ်တယ်ပေါ့နော်ဒါပေမဲ့မဖြစ်မနေကိုပါပေးကြပါလို့လည်းမပြောရပါဘူးအဲကျွန်တော်တို့လူလူကပါဝင်ပေးတဲ့လောက်နဲ့ကျွန်တော်တို့နော်ကျွန်တော်တို့ BNI ကလည်းအကောင်းဆုံးစူးစမ်းပြီးတော့လူလူကိုကျေးဇူးဆက်သွားမှာဖြစ်ပါတယ်ဒါလေးလည်းဒီနေရာမှာပြောချင်ပါတယ်ဟောအမြဲတမ်း အမြဲတမ်းပဲကျွန်တော်တို့ကမာမြေသားဒေါ်လာရေးတက်မတော်က2021ဒီစစ်တကအာဏာသိမ်းပြီးကလေးကကျွန်တော်တို့ရမြေပါပြည်သူနဲ့ရင်အုပ်မကွာဒီညဒီရေမှာနေလာရင်နဲ့ကျွန်တော်တို့ကခက်ခဲတွေအမျိုးမျိုးကြားကနေအတွန်းတိုက်တွေအမျိုးမျိုးကြားကနေပြီးတော့ကြိုးစားရက်တည်ခဲ့ပြီးဖြစ်တယ်ကျွန်တော်တို့ကိုယ်ကိုတိဆောက်ဖို့တဲ့မြေပါပြည်သူတွေရဲ့လက်တော်ဒုက္ခတွေကိုဟိုကာကွယ်ဖို့အကူအညီဖြစ်ရှင်းဖို့တာလုပ်နေရတဲ့အတွက်ကျွန်တော်တို့မှာလိုအပ်ချက်တွေအားနည်းချက်တွေတော့ရှိနေပါတယ်။ဘာပဲဖြစ်ဖြစ်ဒီအားနည်းချက်တွေကြားတဲ့ကနေပဲကျွန်တော်တို့လူလူအတွက်ကျွန်တော်တို့ဒေတာအတွက်အဲကျွန်တော်တို့ ကျွန်တော်တို့မျော်လင့်ချက်ပန်းနိုင်တစ်ခုကိုယူပြီးတော့အဲ့ဒီလူတွေရဲ့လက်မှာအပ်နိုင်လိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်ပြီးစူးစမ်းနေတဲ့အပိုင်းတစ်ရှိပါဒီနေရာမှာကျွန်တော်တို့ဘယ်နည်းနဲ့မဆိုပေါ့နော်ဘယ်နည်းနဲ့မဆိုအတက်နိုင်တော့အလူငယ်တွေနော်နောက်ပြီးတော့လူငယ်တွေဆိုတဲ့နေရာမှာလူကြီးလူငယ်အားလုံးပေါ့ပြည်သူလူထုရဲ့အသက်သွေးတွေနည်းနိုင်တယ်များနည်းတဲ့နည်းနဲ့နော်ကျွန်တော်တို့ဟိုဒီအကျိုးရလက်ကိုရအောင်ရှာဖွေသွားမယ်အဲ့ဒီအတွက်လိုအပ်လို့ရင်းရမယ်ဆိုရင်လည်းအဲ့ဒီအသက်တွေဘဝတွေကကျွန်တော်နဲ့တူကျွန်တော်တို့ရဲ့ဒီအနာတွေကဗမာမြို့သားတော်လိုင်းရဲ့တပ်မတော်ကတော်လိုင်းရဲ့ရဲဘော်တွေ နောက်ပြည်သူလူထုပေါ်စားကျွန်တော်တို့ရဲ့ဘဝတွေကျွန်တော်တို့ရဲ့အသက်တွေသွေးတွေကိုကျွန်တော်တို့ခင်းပေးသွားအဲ့ဒါကိုဂရုပြုပါအသက်နိုင်ဆုံးတော့ဟောကျွန်တော်တို့ရဲ့အနာကျင်မှုထိခိုက်မှုအ ਨੇ ဆုံးနဲ့ကျွန်တော်တို့ဒေတာကျွန်တော်တို့လူထုအတွက်ဟာလိုချင်တဲ့ပန်းနိုင်ကိုဒါလက်ထဲမှာပိုင်ပိုင်နိုင်နဲ့ကင်နိုင်အောင်လည်းကျွန်တော်တို့အားစူးစမ်းသွားပါဘောနော်ဒီမှာတော့ဟောပေါ်သားဘက်ကပို့လာတဲ့ဒီစာလေးတွေကိုဖြေဖို့အစီအစဉ်ဆိုပေမဲ့တရားက ခုနပြောခဲ့တယ်လို့ပေါ့နော်တိတ်ပြီးတော့ထုတ်ထွေးပြီးဖြည့်ကြလဲမပါတဲ့အတွက်အဲဒီကနေ့ညတော့ဒီလောက်ပါအဲကျွန်တော်တို့ဒီ project 2025မှာကျွန်တော်တို့မိဘပြည်သူတွေအနေနဲ့မိမိကိုယ်တိုင်ရောပါဝင်ရင်တခြားတခြားလေးစားရာလေးတွေကိုလည်းလောက်သွားရင်းနဲ့အားဖြည့်ပေးကြအောင်ပထမ share လေးနော်ဒီ flan နဲ့ပတ်သက်ပြီးတော့မိကိုမိတာရှိရတယ်ဟုတ်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 တယ်ဘယ်မှာမိတာလဲအော်ဖလား ခလန်းမျိုးသိန်းစစ်စင်ရေးမှာလက်နက်မျှဝေပါသလားတဲ့အအချင်းလေးရှင်းပြပေးပါတယ်အဲ့ဒီအဲ့ဒီကိစ္စတွေကတော့ကျွန်တော်ဒီမှာရှင်းပြဖို့လည်းခံအောင်မှင်းနေလက်နက်လက်နက်မျှဝေတဲ့ကိစ္စတွေကသူတို့ဟိုမှာဆွေးနွေးနေကြပဲဆဲပဲရှိတယ်ဆိုတော့ဒီကိစ္စတွေကကျွန်တော်ဒီဒီမှာတော့ဖြေဖို့ခက်လိမ့်မယ်င်းနေအဲ့ဒီမှာအဲချင်းညီနောင်နဲ့ကျွန်တော်တို့ပါဝင်တဲ့မာမိတ်အဖွဲ့လေးပေါ့နော်ဒီဒီလက်နက်ခွဲတဲ့ကိစ္စလေးတွေတော့သူတို့ဆွေးနွေးနေကြတာဖြစ်တယ်နော်ဆိုတော့ဒီကိစ္စကိုတော့ဒီမှာ ကျွန်တော်ဖြေလို့မရတာလေးနည်းနည်းအဲ့ဒါနားလည်ပေးကြစီလို့ပါတယ်เนาะကျွန်တော်တို့ရပို့စားဘက်မိသားစုဝင်တွေအားလုံးเนาะဒီမှာစောင့်ကြည့်နေကြတဲ့ကျွန်တော်တို့ရပြည်သူလူထုတွေအားလုံးဟိုကိုယ်စိတ်နှလုံးရှင်ပြောချမ်းမြေ့ကြပါစေလို့ကျွန်တော်နေနဲ့အဲ့ဒါတော့ဖွင့်ဆက်နဲ့ဆူတောင်းစကားပြောကြရင်လည်းဒီကောင်းချုပ်ပါတယ်အဲချက်ပြီးတော့စကားချက်လေးပါလို့လာကတော့เนาะကျွန်တော်တို့ပို့စားဘက်မိသားစုဝင်တယောက်ပြောတယ်လို့ကျွန်တော်တို့ဒေတာလေးအဲကျွန်တော်တို့လက်လန်းမီယာပြည်သူလူထုဘဝအတက်နိုင်ဆုံးအများဆုံးလွတ်မြောက်ပြီးတော့เนาะ အထိကင်နဲနဲနဲ့ကျွန်တော်တို့အကြောပြထုံးမှုရဖို့အကောင်းဆုံးစ조사သွားပါမယ်အဲအကျိုးလည်း조사နေပါတယ်ပေါ့နော်တကယ်လို့ကျွန်တော်တို့ဒီကိစ္စအာအောင်မြင်လာတဲ့အခါကျရင်တော့ကျွန်တော်တို့ဒီလိုလူတွေဒါကိုကောင်းကောင်းရင်သွေးကွန်ရမှာဆိုတာလေးလေအဲကျွန်တော်အနေနဲ့နောက်ထပ်စကားချက်အနေနဲ့ပါလို့ပါတယ်အားလုံးအနောက်ဆက်ပါတယ်ကျွန်တော်တို့နောက်နောက်မှာအောင်ပွဲနဲ့အတူပြန်တွေ့ကြပါမယ်